တိုင်းနှင့်ပြည်နယ်အနှံ့တွင်မိုးထစ်ချုံရွာသွန်းတိုင်းရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ်အနှံ့တွင်ဧပြီ28ရက်မှမေ3ရက်အတွင်းချိန်ခါမဟုတ်မိုးထစ်ချုံရွာသွန်းနိုင်သည်ဟုမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှယနေ့ဧပြီ24ရက်ည9နာရီကထုတ်ပြန်ခဲ့သည်ထို့သောချိန်ခါမဟုတ်မိုးရွာသွန်းနိုင်ခြင်းမှာအနောက်ဘက်မှရွေလျားလာသော လေပွေလိုင်းများ၏အရှိန်အရှေ့ဘက်မှရွေလျားလာသော လေပွေလိုင်းများ၏အရှိန် ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှလေနွေးများနှင့်တရုတ်ပြည်မှကြီးပေါ်ရှိ လေပြင်းအကြီးရဝန်းဒေသမှရွေလျားလာသောလေအေးများတွေ့ဆုံမှုတို့ကြောင့်ဖြစ်သည်ဟုလည်းမိုးစလကအသိပေးခဲ့သည်။ရန်ကုန်တိုင်းနေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မှုထစ်ချုံရွာပြီး အချို့ဒေတာများတွင်နေရာကွက်၍မိုးကြီးနိုင်သည်ဟုမိုးစလကအတိပေးခဲ့သည်ထို့ကြောင့်ချိန်ခါမဟုတ်မိုးရွာခြင်းနှင့်အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတိကျွေခြင်းနှင့်မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ကြိုတင်တတိပြုကြရန်လဲမိုးစလကတတိပေးနှိုးဆော်ခဲ့သည်